ရွှေညောဣษาတယမဲဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောယင်းညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောမောသေးချင်းဝိဇ္ဇတို့တပားဤဂန္ဓာယခီအပိုင်း28အိမ်မက်လီလာဘုရဝါဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအပိုင်း28 အိမ်မက်လီလာဘိုးတော်ဝါဖုံးလိုက်သည်ရုတ်ချီးပြတ်တောက်သွား၏ကျွန်ုပ်သည်ဖရန်ကီအတွက်လွန်စွာစိတ်ပူသည်ဖြစ်ရာ၎င်းထံသို့ထက်ခါထက်ခါပြန်လေခေါ်ဆိုခဲ့၏တနာယီဝင်းညင်ကအချိန်ပေးပြီးခေါ်သည့်တိုင်ဖရန်ကီအားခေါ်၍မရခဲ့ပေထို့သောခေါ်ယူရ၌ကျွန်ုပ်ခေါ်လိုက်သောဖုံးသည် အခါတည်းရန်ဖရန်ကီဖုံးသို့လိုင်းဝင်သွား၏ကျွန်ုပ်၏ခေါ်ဆိုမှုအားဖရန်ကီမှမတုံ့ပြန်ခြင်းဖြစ်၏ထို့ကြောင့်ကျွန်ုပ်သည် ရန်ကီဘေးအန်ရင်ကျင်းဝေးပါသည်ဟုစူတောင်းပေးကာအိယာဝင်ခဲ့လေ၏။တနုပ်အိမ်မောကြခဲ့ပြီဖြစ်၏။ထိုချိန်တွင်လောစောမွေးပြန်သောရန်နတ်တစ်ခုသည်တနုပ်၏နှက်ခေါင်းဝါမှတဆင့်တနုပ်၏နှလုံးအိမ်တို့တိုင်ထိုးဖောက်ဝင်ရောက်လာ၏။တနုပ်သည်မျက်လုံးမိတ်ထားလျက်မှပင်တနုပ်အခန်းတွင်သို့ထိုရန်နတ်မြည်သို့မြည်ပုံ ရောက်ရှိလာသည်ကိုစဉ်းစားနေမိလေ၏။မွေးပြန်သောရန်နတ်သည်အိုး၍စူးရှာလာ၏။ ိုရဏန်သည်ဆွဲမခွဲကောင်းလှသည်ဖြစ်ရာကျွန်ုပ်သည်နှစ်သက်စွာ ရှူဆိုင်မိလေ၏ထိုရဏန်သည်ကျွန်ုပ်အားရစ်မှုစေ၏ထိုရဏန်သည်ကျွန်ုပ်အားမူးမိုက်စေ၏ကျွန်ုပ်၏အမြင်အာရုံ၌ဝေဝါးလျက်ကျွန်ုပ်၏အသိစိတ်သည် ကတ်တလဲခွာတလဲဖြင့်လွင်မျောနေလေ၏ထိုချိန်တွင်ကျွန်ုပ်၏နာတွင်သို့ဝင်လာမည်ဆိုရင်စိတ်ဆိုးမှလားဟုအတိဘေရသော would you mind if i come in ဟူ၍အင်္ဂလိပ်ဘာသာဖြင့်ပြောလိုက်သည့်အမျိုးသမီးတစ်ယောက်၏အတန်ကိုရုတ်တရက်ကြားလိုက်ရလေ၏ကျွန်ုပ်သည်အရေးစွန့်၍မျက်လုံးဖွင့်ကားစူးစမ်းမိလေ၏တို့ရတွင်ကျွန်ုပ်သည်အိမ်ယောင်ဝင်းကားဤကလေးကမီးပိတ်ထားခဲ့သည့်ဖြစ်ရာအခန်းတစ်ခုလုံးမှောင်မှောင်မဲလျက်မြည်သည့်အရာကိုမျှသဲခွဲစွာမြင်ရခြင်းမရှိခြင်းတို့ချိန်မှာပင်ကျွန်တော်ဤမှလမ်းမကမ်းမှဆိုရင်ထိတ်လန့်ခြင်းမရှိဘူးမြစ်တာရက်ခံပါတယ်ဆရာယေရှုပြုပြီးတော့ ကျမကိုဝင်ခွင့်ပြုဝေးပါလားဟုပြောလိုက်သောအတန်ကိုထိုက်၍ကြားရပြန်၏ထိုအတန်အားတည်တည်ကွယ်ကွယ်ပြီးပြီးတတကြားရခြင်းကြောင့်ကျွန်တော်၏မှလမ်းမကမ်းမှအတန်ဟုထင်မိသောညာထိုအတန်သည်ခဝေဝေးတနည်းအားမှကြံ့လွင့်လာသည့်နှင့်ခံစားမိပြန်၏ကျွန်ုပ်သည်ရွှေညောင်အိဆာတရမိဒီစေပညာကိုခံယူထားသူတဦးဖြစ်ရာဝိညာဉ်တစီများအားအလွန်အမင်းကြောက်ရွံ့တတ်ခြင်းမရှိသောညာအခါတရံနေငယ်လန့်တတ်သောအကျင့်ရှိ၏ ကျွန်ုပ်ဒီစိတ်ကိုတင်းလျက်နေစားမအောင်မင်းကဘာကိစ္စကြောင့်ဝင်ဝင်တောင်းနေရတာလဲမင်းကဘယ်သူလဲဟု အင်္ဂလိပ်ဘာသာစကားဖြင့်ပြန်မေးလိုက်ထို့အခါကျမဘယ်သူဆိုတာရှင်သိပါတယ်လေဟု ပြန်ပြောလေ၏ရိုးသားစွာဝန်ခံရပါမူကျွန်ုပ်ဒီညာကြီးချိန်မတော်၌လူမမြင်ရပါပဲကြားယုံကြားနေရသောထိုအတန်ကိုအနေငယ်ထိတ်လန့်စပြုပြီးဖြစ်၏တို့ရတွင်ထိတ်လန့်ခြင်းအားမေ့ဖြောက်၍ စူးစမ်းမှသာအကျိုးအကြောင်းအဖြစ်အမင်းဘဲကွဲမည်ဖြစ်သည်ဟုတွေးမိပြန်၏ထို့ကြောင့်ကောင်းပြီလေဒုက္ခမပေးဘူးဆိုရင်ဝင်လာပေါ့မင်းဘယ်သူဆိုတာပြောစမ်းပါအောင်ဟုပြောကဒိုးအတန်ရှင်အောင်ဝင်ခွင့်ပေးလိုက်လေ၏ထို့ကသူမထံမှမြည်သည့်အတန်မြထမချားရပဲအတန်ကြာတိတ်ဆိတ်နေလေ၏ကျွန်ုပ်သည် သူမ၏အတန်အားကြားရနိုးဖြင့်အသက်ကိုပင် ပြင်းပြင်းမရှူတော့ပဲအာယုံစူးစီးကနားစွင့်နေ၏ ကျွန်ုပ်သည်အိယာထက်၌ပက်လက်နေလျက်မှပင်ယင်တထိတ်ဖြင့်ဘိုးအတီတီကို လိုက်ကြည့်နေမိ၏သို့သော အခန်းတစ်ခုလုံးမှောင်မိုက်နေသည်ဖြစ်ရာမြည်သည့်အရာကိုမျှမတွေ့ရပေထိုချိန်တွင်ကျွန်ုပ်၏နာနာသို့ကပ်၍တိုးညင်းစွာပြောလိုက်သော ကျမပန်းနှင့်ရဲပါလိဟုသောအတန်အားကြားလိုက်ရလေရာကျွန်ုပ်သည်အံ့ဩလွန်းစွာဖြင့်ဟိုက်ဟု ရောင်ကာထထိုင်မိလေ၏ မဖြစ်နိုင်ဘူးဖယ်လုံနီးနေမှမဖြစ်နိုင်ဘူးဟုသောအတွေးများသည် ထက်ကာထက်ကာဖြစ်ပေါ်နေ၏ဘန်းနဲ့တေးဆုံးခဲ့ပြီပဲဘယ်လိုဖြစ်နိုင်မှလဲဘယ်လိုနီးနေရောက်လာနိုင်တာလဲအတန်ကပန်းနဲ့ရဲ့အတန်ဒါဆို အခုရောက်နေတာ ပန်းနဲ့ရဲ့ဝိညာဉ်ဘရန်ဂီကိုယူသွောင်ပြုတ်နိုင်စွမ်းနဲ့ဝိညာဉ်သေးကြပါပြီပန်းနဲ့ငါကိုလာချောင်းနေပြီငါကိုတည့်ရဲချောင်းနေပြီဟုသော အတွေးများသည်ဇက်တိုက်ဖြစ်ပေါ်လေရဲ့ကျွန်တော်တကောလုံးချွေးပြန်လာတော့၏ ထို့ကြောင့်အဲ့ရမလူလဲထကမီးဖွင့်ရန်အတွက်မီးကလုတ်ရှိရာ သွားလိုက်၏ထိုကပန်းနဲ့ဟူသောအတမ်းပိုင်းရှင်သည်တခိခိရဲလိုက်ပြီးနောက်ပြောတော့မှော်သည်ရှင်ဆရာတဲ့ဝိဇာစီတွေထိုးထားတာတဲ့ခိခိကြောက်တက်လိုက်တာလွန်ပါရောဟဟဟုပြောလိုက်ရာကျွန်ုပ်သည်ဒေါသထောင်ငနေထွက်သွားလေ၏ကျွန်ုပ်သည်အတန်းလာရသူမှန်းဆကားအမှော်သည်ရှင်လေငါယူထားတာမှော်သည်ရှင်ပညာမဟုတ်ဘူးချွင်ကျော်ပညာငါကိုရည်တလူလို့ ကလိတလူလူလာမလုံးနဲ့နင့်ဝိညာဉ်ကိုစိတ်စိတ်အမောမောချိန်မွားပြီးစัจ java လာတတိုင်းအပြင်ရောက်အောင်ဖွင့်ပြလိုက်လို့ရတဲ့ပန်းနဲ့ပျော်စံမင်းပါလာလောက်တာလေမင်းငါစီဘာကြောင့်လာလဲဆိုတာပျော်စံမပြောရင်မင်းကိုမီးစက်ရေစင်းနဲ့ပတ်မယ်မင်းတကူလုံးမီးဟုံဟုံတောက်စီရမယ်ဟုချင်းချောက်လိုက်၏ထိုကပန်းနဲ့ဟူသောအတန်းရှင်သည်ကျွန်ုပ်ချင်းချောက်ချင်းအားတုံလုံးချင်းကင်းမယ်စွာဖြင့်နာမည်အခေါ်ကအရေးကြီးတာမှမဟုတ်တာ အမိနာမဆိုတာအချင်းခါနေရတေတာအပေါ်မူတည်ပြီးပြောင်းလဲတတ်တာပဲတက်ရှိဖြစ်ဖြစ်တတ်မဲ့ဖြစ်ဖြစ် အမိပြောင်းလာရုံနဲ့သူ့ရဲ့မူလပုံတရံနဲ့မူလတတ္တိကပြောင်းသွားတာမှမဟုတ်တာဥပမာလူတွေတံမိုးထားတဲ့အဝါရောင်တတ်ထုတစ်မျိုးကိုရှင်တို့လူမျိုးကရွှေလို့ခေါ်တယ်အင်္ဂလိပ်တွေကဂိုးလို့ခေါ်ပြန်ရောကျမတို့ဂါနာတွေက စီကာကိကေဟု ခေါ်ကြပြန်တယ်ဘယ်လိုပဲခေါ်ခေါ်ရွှေဟာရွှေပဲမဟုတ်လားအမိပြောင်းရုံနဲ့ မူလကုံတတ္တိမပြောင်းလဲပါဘူး။မြောင်းအောင်ဆိုပြီးအခြားတတ္ထု ရောလိုက်ရင်တော့မူလကုံတတ္တိရုပ်ရော့သွားမှာပေါ့။ရှင်တို့ဈေးတော်တွေတောင်းလူတချို့ကအခြားပစ္စည်းတွေနဲ့ရောပြီးအကြီးအတွက်မြောင်းအောင်ပွားနေကြတာပဲမဟုတ်လား။အဲ့ဒီတော့မောဒေရှင်ဆိုတာလေဒီဈေးရွှေညောဆိုတာလေဒီဈေးပါပဲ။အမိနာမက စွမ်းနာမဟုတ်ဘူးရှင်။ရှင်ရဲ့ဈေးဈေးရဲ့မူလကုံတတ္တိကစွမ်းနာဒါလေးတော့မသိပဲသူများကိုချိန်ရောက်ချောက်လား။ လှုပ်ချင်သေးတာအံပါဟုအေးဆေးစွာ ခြေပပြောဆိုလေ၏သိဆုံးပြီးဖြစ်သောမိစ္ဆာကဝေတယောက်မှကျွန်ုပ်လွန်စွာယုံကြည်တန်ဖိုးထားသောပညာနှင့်ဈေးတော်အားယခုကဲ့သို့သုံးသက်ဝေဖန်နေခြင်းအားကျွန်ုပ်သည်လက်မခံနိုင်ပေထို့ကြောင့်မင်းလိုအစ်စ်နှင့်မင်းလိုကဝေကငါတို့ပညာကို ဝေဖန်ဝန်းတည်းလားမင်းအမင်းပန်းနမကလိုဘာကြီးပဲဖြစ်ဖြစ်မဆိုင်ရန်မဝေဖန်နဲ့ထပ်ပြီးစော်ကားရင်မဲသေးပြီသာမှတ်ပေတော့ဟုကျွန်ုပ်ကထပ်မံချင်းချောက်လိုက်၏ ဒုက္ခပန်းသည်သူမထုံးစံအတိုင်းတခိခိရဲ့၍ကျမကတယောက်သေးပါဆရာရဲ့ဆရာတို့ကအင်းနဲ့အားနဲ့အများကြီးပါခဏခဏမချိမ့်ချောက်ပါနဲ့လားရှင်ရဲ့ပန်းနဲ့ကြောက်ပါတယ်ဟုပြန်လေပြောဆိုက တောင်းပန်လေဤကျွန်ုပ်သည်အတန်းလာရအောင်မှန်းစာ၍ဘာရီလာပြောနေတာလဲဒီအခန်းထဲမှာမင်းနဲ့ငါနှစ်ယောက်တည်းဝမ်းပိုင်ဝမ်းပဲပန်းနဲ့ငါပညာငါယုံလို့မင်းကိုစိန်ခေါ်တာဟုပြောလိုက်ဤသူအခါပန်းနဲ့ဆိုသောအတန်ရှင်ကအိုဖရာသခင် ကျမကဝေဖန်တာမှမဟုတ်တာရှင်တို့ဂိုင်းထဲမှာချစ်ပြက်နေတာတွေအပေါ်ကျမမြင်တဲ့အမြင်ကိုပြောပြတာဟာဝေဖန်တာမှမဟုတ်ဖဲအေးငါတို့ဂိုင်းနဲ့နင်းနဲ့ဘာဆိုင်တယ်လဲလို့မေးမလို့လားဆိုင်တာပေါ်ဆရာနတ်စီရင်ဆိုင်လိုက်တာမှကျမအသက်ခန္ဓာတစ်ခုလုံးပြတ်သုံးခဲ့ရတဲ့အထိသက်ဆိုင်ခဲ့တာပါကျမလိုနတ်ကဝေမြောက်ဆုံးအဆင့်ကိုတောင်အသာလေးအနိုင်ယူနိုင်တဲ့ရှင်တို့ပညာကိုကျမရဲ့အတတ်ပညာတကူနဲ့အတွင်းကြကြလေ့လာခဲ့ပါတယ် တကယ်ကိုအဖိုးတန်တဲ့ဝိဇ္ဇာစီးတွေဟိုရောဒီရောလုပ်ပြီးပွားနေတာမြင်ရတာကျမတကယ်ကိုအံ့ဩမဆုံးဘူးရွှေအစ်စ်တကြက်သားကိုကြေးတပိတ်သားရောလိုက်တဲ့အခါအယောခံရတဲ့ရွှေတကြက်သားရဲ့မူလဂုံတတ္တိဟာမပြောင်မပြည့်ရှိနေနိုင်ပေမဲ့ရွှေအစ်စ်မဟုတ်တော့ဘူးဆရာနစီကြေးသားသားရွှေအဖြစ်ရော့ကျသွားတာပဲမဟုတ်လားရောထားတဲ့ရွှေဟာမှတ်ကြောက်အတင်မခံဝင့်တော်ပါဘူးအဲ့ဒီလိုပဲအချားပန်းပေါင်းစီးမြင့် ဈေးဝါတွေနဲ့အယောခံအပွားခံရတဲ့ဈေးတွေဟာဈေးတော်ရဲ့မူလကုန်သတ္တိမကွယ်ပြောက်ပေမဲ့မူလဈေးတော်စစ်စစ်မဟုတ်တော့ဘူးမူလဈေးတော်လောက်အစွမ်းကုန်သတ္တိမထက်မြတ်ဘူးလို့အဲ့နဲ့ထင်ပါတယ်တကယ်လို့များဆရာနတ်ဈေးမှာဈေးတော်အစစ်ရှိနေမယ်ဆိုရင်ဘာဆိုပါမှမရောပဲနဲ့ဈေးတော်ကိုချစ်ယူပြီးရင်နဲ့ရောတောက်ပေးပါဘယ်အချိန်မှာတောက်တင်တယ်လဲဆိုတော့အဋိဌံလုပ်ပြီးကျင့်စဉ်ဝင်တဲ့အခါတိုင်းတောက်ကြည့်ပါဘယ်လိုထူးခြားတယ်ဆိုတာ ဆရာနှစ်စီးမြင်ရပါလိမ့်မယ်ဟုသောစကားများအားမယမနာပြောနေသည်ဖြစ်ရာကျွန်ုပ်သည်အံ့ဩလုံးသဖြင့်မြည်သည့်စကားများ ပြန်မပြောနိုင်တော့အောင်စွန့်အနေတော်၏ပြီးတော့ဆရာနှစ်စီးကဒီအခန်းထဲမှာကျမနဲ့ဆရာနှစ်ယောက်တည်းရှိတယ်လို့ပြောခဲ့တယ်နော်နှစ်ယောက်တည်းမဟုတ်ပါဘူးဆရာနှစ်စီးရဲ့ဈေးတော်ကိုစောင့်တဲ့အဆောင်တွေ ရှင့်ကိုမှထိုးထားတဲ့စမတွေကိုစောင့်တဲ့စမဆောင်တွေရှင့်ပတ်လည်းမှအများကြီးရှိနေပါတယ်ရှင်မမြင်ရလို့ပါဆရာနှစ်စီး ရှင်မမြင်ရတဲ့အဆောင်တွေက ရှင်ကိုအမျက်မပြက်ကာကွယ်စောင့်ရှောက်နေတာပါရှင်ပညာနဲ့ဈေးတော်ကိုတန်ဖိုးထားပါတော့ဟုခြေလျားစွာ ရှင်းပြပြောဆိုလေ၏တနုတ်သည် အစကနဦး၌ဒေါသဖြင့်တုံ့ပြန်မိခဲ့တော်လဲယခုအခါ၌မူရုပ်ခန္ဓာမမြင်ရသော သူမကိုသူမဗန်းတဟုဆိုလာသည့်မိန်ကလေးဇကားများကိုပြန်လဲခြေပနိုင်စွမ်းမရှိသည်ဖြစ်ကစွန့်အနေလေ၏ကောင်းပါပြီဗန်းတရေကိုဆက်ကောင်းရဲ့ပေါ့ရုံမှုကြောင့် မင်းအသက်သေဆုံးခဲ့ရတာငါတကယ်စိတ်မကောင်းပါဘူးအဲ့ဒီအတွက်ကိုဆက်ကောင်းအစားငါမင်းကိုတောင်းပန်ပါရဲကွယ်မင်းလည်းအာခါထတွေမထားပါနဲ့တော့ကိုဆက်ကောင်းကို နားလေပေးလိုက်ပါဦးတောင်းတိုက်ကိုလည်းခွင့်လွှတ်ပေးလိုက်ပါပြီးတော့ဖရန်ကီကိုလည်းထပ်ပြီးမှလဲစားပါနဲ့တော့ ပန်းနေရင်ငါမင်းကိုမြစ်တာရက်ခန္ဓာမင်းလက်ခံပါကွယ်ဟုကျွန်ုပ်မှချုံမတောင်းပန်လိုက်ရာပန်းနေသည်တဟင်းဟင်းဖြင့်နာကြီးစွာရေမောလေ၏ ထို့သောနာကြီးစွာရှင်မောပြီးနောက်ခွင့်လွှတ်လိုက်ပါ နားလေပေးလိုက်ပါတယ်လားဆရာနတ်စိအန်းရဲ့ရာဇဝင်မှာအစော်ကားခံရတာနဲ့ခွင့်လွှတ်ခြင်းဟာစန့်ကျင်ဘက်တွေပါပဲပန်းနဲ့သေးသလိုဥဆက်ကောင်းကိုပြန်တရားလုံးလို့မရပေမဲ့ပန်းနဲ့ယူမတက်ခြေခွဲခဲ့ရသလိုဥတောင်းတိုက်လေသေးသေးထိယူစေရမယ်ဖရန်ကီကိုကျမစိတ်ထဲနဲနဲလေးတောင်မချစ်ဘူးကျမအမေဘူဂီကချစ်အောင်လုပ်ပါဖရန်ကီနဲ့ပတ်သက်ပါလို့ ိုက်တွန်းလို့ကျမပတ်သက်နေတာဘိုဂီကဘာရွေချက်နဲ့ဖရန်ကီကိုပတ်သက်ခိုင်းနေဆိုတာအခုထိကျမနားမလဲဘူးဖရန်ကီကိုမချစ်တယ်လို့မုံလဲမမုံပါဘူးဒါပေမဲ့သူဂတိပေတုံးကအသက်နဲ့ထတ်တူဂတိပေးပါတယ်လို့ပြောခဲ့တဲ့အတွက်သူသေးလိမ့်မယ်မစားနိုင်မတော့နိုင်ဖြစ်ပြီးသေလိမ့်မယ်ရှင်းတငယ်ချင်းကိုကဲကျင်တပတ်ဆိုကဲပေါ်အဲ့ဒီခါကျတော့ရှင်နဲ့ကျမထတ်တွေ့ကြတာပေါ့ပန်းနဲ့သွားလိုက်ပါအောင်မယ် ခွင့်ပြုပါဆရာနတ်စေဟုပန်းနံမှပြောလျာကျွန်ုပ်သည် ရောင်း၍ဩကောင်းပါပြီသွားပါတော့ပါဟုပြောလျာပန်းနံ၏အတန်သည်ကွယ်ပြောက်သွားလေတော့၏ပန်းနံ၏အတန်ကွယ်ပြောက်သွားသည့်အချိန်၌ပင်ကျွန်ုပ်သည်အိမ်မောချနေရမှရုတ်တရက်လန့်နိုးခဲ့လေ၏ကျွန်ုပ်၏တကူလုံးသည်ချွေးများဖြင့်ရွှဲရွှဲဆုံနေ၏တို့ပြင်ရင်တလက်လက်ခုံကကျွန်ုပ်သည်မောပန်းနေပြန်၏ကျွန်ုပ်သည်ပန်းနံကိုအိမ်မက်မက်ခဲ့ခြင်းဖြစ်၏ပန်းနံဟုဆိုရမည်အစား တန်းနဲ့ရဲ့အတန်ကိုအိမ်မနိုင်ကြားရခြင်းဖြစ်၏အိမ်မနိုင်ဗန္နတိကျွန်ုပ်အားစကားများစွာ ပြောခဲ့၏သူမှပြောခဲ့သောစကားအလုံးစုံအားကျွန်ုပ်မှတ်မိနေ၏သူမှပြောခဲ့သော အကြောင်းအရာများကိုမှတ်မိနေ၏သူမှပြောခဲ့သော စကားများနဲ့အကြောင်းအရာများဤအတိတ်ဘယ်ကုန်မူအလေးနဲ့ထား၍ကျွန်ုပ်မစင်စားလိုတော့ပင်အိမ်မအားအိမ်မဟုပင်သဘောထားလိုက်ခြင်းဖြစ်၏တို့ရတွင်ညအိယဝင်စဉ်ဂရင်ပေါ်၌အိတ်ဆက်ခဲ့သော ကျွန်ုပ်ဒီအိမ်မက်မှာလန့်နိုးသောအခါအိယာဘော်တွင်ရှိမနေတော့ပဲဂဒိန်မှလားမကန်းရှိမိခလုံနားတွင်ငုတ်တို့အနေထားဖြင့်လန့်နိုးနေခဲ့ခြင်းဖြစ်၏အိမ်ဒီလျက်မှထိုနေရာသို့မိတို့ရောက်လာခဲ့သည်ကိုမူကျွန်ုပ်မှတ်မှန်းမိတော့ပါဒါကတော့ဆရာနစီရေးသားပြုစုထားသော မောသိရှင်ဝိဇ္ဇရတပါးဤဂန္ဓာဤခီ အပိုင်း28အိမ်မက်လီလာဝိုးတော်ဝါဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခမညာ